မင်္ဂလာပါအာဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေတွေကိုအခုလက်တလောကျွန်တော်တို့ရဲ့ဘာသာရေးနယ်ပယ်ထဲမှာလူပြောများနေတဲ့ကိစ္စလေးတစ်ခုကိုဒါပြန်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အဒီအကြောင်းအရာဟာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအထွတ်အမတန်းမှအရေးကြီးတယ်လို့အတခြားတခြားသောဘုဒ္ဓတလိလာလိုက်စားသူတွေအတွက်လည်းအမတန်းမှအရေးကြီးပါတယ် အဒီကိစ္စဖြစ်ပေါ်လာတဲ့အကြောင်းရင်းအစကတော့အလုံးသိကြတဲ့အတိုင်းဒါဆရာတော်ရာမြာလင်္ကာရာရဲ့ဒီဓမ္မမေးဖြေဟောပြောမှုတွေကတစ်ခုဖြစ်တဲ့ဒီအဖေကသမီးကိုကာမအမှုကျူးလွန်နေဆိုရင်ဘလူကန်ထိုက်ပါတလေဆိုရဲအမေးကိုပြန်လဲဖြေချားထားတဲ့ဗီဒီယိုကနေစတာဖြစ်တယ်ဒါခုနောက်ပိုင်းမှာပြန်ပြီးတော့ဒါရေတက်လာတာပေါ့နော်ဒီတော့ကျွန်တော်တို့အဲ့ဒါကိုအရင်ဆုံး နားထောင်ကြည့်မယ်ဗျမိမိဤသမီးကိုကျူးလွန်သောအဖေခံထိုက်မထိုက်တဲ့နော်ဒါအုတ်ထင်းသူကိုယ်တိုင်ကအဖေဖြစ်နေတယ်နော်အဲ့တော့ခံထိုက်မထိုက်ဆိုတဲ့ကိစ္စသမီးကိုစောင့်ရှောက်နေသောအမေရှိနေသေးလေရင်တဲ့ကျူးလွန်သောဖခင်ခံထိုက်ဤတဲ့နော်ဒါအမေကအုတ်ချုပ်နေတာဆိုလို့ရှိရင်ဒါအဖေကခံထိုက်တာပဲအကယ်၍မိခင်မရှိ၍ဖြစ်စေရှိတော်လဲမစောင့်ရှောက်ပဲထားသည်ဖြစ်စေလွန်ကျူးသောဖခင်ကံမထိုက်ပါဘူးတဲ့ စောစောကပြောခဲ့သလိုပဲကံမထိုက်မှုဆိုတော့လေစေတနာတည်အလွန်ရောမာလာတည်ကိုသတိပြုပါနော်အဲကြောင့်တချို့ကံမထိုက်တိုင်းလည်းသွားပြီးတော့ဖြစ်နေပေါ့နော်ဤနေရာတွင်လည်းထက်ဆင့်မေးစရာရှိသည်တဲ့မိခင်မရှိလျင်ညီကိုမောင်နှမဆွေမျိုးတို့ကစောင့်ရှောက်နိုင်သေးသည်ဖြစ်၍ကံထိုက်တင့်သည်မဟုတ်လားလို့မေးစရာရှိတယ်ဟုတ်တယ်နော်မောင်နှမအိမ်မမိသားစုတူနေကြတယ်အမေမရှိတော့အဖေပဲရှိတယ်အဲဆိုရင်နောက်အောက်မှာညီကိုမောင်နှမတွေရှိနေတာပဲဟုတ်တယ်မလားအဲ့တော့အဖေကကံမထိုက်တာလဲလို့မေးရင်ဖြေမှာတဲ့ ဖခင်အိမ်မှာနေသူဖြစ်လျင်ဖခင်အိမ်ဆောင်ချောင်းမှုကလိုရင်းဖြစ်သည်ဆိုတာဆိုတော့ကဦးသိန်းပြောခဲ့သလိုလေနော်အိမ်မှာဟိုအမေဖေတွေရှိတယ်ညီကောင်တို့မတွေရှိတယ်ဆိုလို့ရှိရင်အမေအဖေကအထင်းသူအောက်မှာနေတယ်လို့ပဲခေါ်ရတာပေါ့နော်အခုလည်းဒီမှာပေါ့နော်ဖခင်အိမ်မှာနေသူဖြစ်တဲ့အတွက်ကြောင့်ဖခင်ဆောင်ချောင်းမှုကလိုရင်းဖြစ်ပါတယ်တဲ့နော်ဖခင်ဆောင်ချောင်းမှုဖခင်ရင်ဆောင်ချောင်းမှုအောက်တွင်ဖြစ်နေ၍အခြားသူတို့ရင်ဆောင်ချောင်းမှုသည်အကျုံးမဝင်ဟုမှတ်ရသည်အကယ်၍ဖခင်နဲ့အတူမနေဘဲနဲ့ ညီကိုမောင်နှမဆွေမျိုးတို့နဲ့အတူနေကဆောက်ရှောက်ထားအတူဖြစ်ရင်လုံကျူးထိုက်တော့ဖခင်ကန်ထိုက်သည်ဆိုတော့အတူဘယ်သူနဲ့နေလဲဆိုတဲ့ပုံမှာတော်တော်မူတည်သွားပြီဒီကိစ္စကနော်အဲ့တော့အဖေမေနဲ့အတူနေတယ်ဆိုရင်အဖေမေရဲ့ဆောက်ရှောက်မှုအောက်မှာရှိတယ်လို့ခေါ်ရမယ်အဖိုးဘွားနဲ့နေမယ်ဆိုရင်အဖိုးဘွားဆောက်ရှောက်မှုအောက်မှာနေတယ်လို့ပဲခေါ်ရတော့မယ်နော်အဲ့တော့ဘယ်သူနဲ့နေတယ်လဲဆိုတဲ့အပေါ်မှာမူတည်သွားတာဒီစကားနော်ဒီတော့ဒါဆရာတော်ရဲ့ဒီဓမ္မမီးဖြီတွေကတစ်ခုပေါ့နော်ဒီတော့အားလုံးကြားလိုက်ကြပါပါ ဒီဟောပြောချက်ကအမတန်မှအန်တီများပါတယ်အနေများရဆိုတော့ကျွန်တော်ရဲ့တဦးတယောက်အမြင်ကျွန်တော်ရဲ့ဒါပုဂ္ဂိုလ်ရဲ့အမြင်ကျွန်တော်ရဲ့ဟိုတီးတန်ကိုတိထားတဲ့တီးတီလီတော့ဓမ္မအမြင်နဲ့အဲကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ပြောတာမဟုတ်ပါဘူးအဒီအဖြစ်မျိုးကိုကြားကြရတဲ့ဘသူမဆူတွေးမိကြမယ်လို့ထင်ပါတယ်ဒါကိုဒီဟာနဲ့ပတ်သက်ပြီးတော့တချို့တချို့တော့ ဒီဆရာတော်တွေကလည်းဒါဝီမဒီဝီဒေါ်ဒန်နီတီကာကနေထောက်ပြီးတော့ပြောကြသလိုအာတချို့တချို့သောဆရာတော်တွေကလည်းဒီဟာနဲ့ပတ်သက်ပြီးတော့ဒီတခြားတခြားသောစာပေတွေပေါ့နော်အဲ့လိုဓမ္မသင်္ကနီစတဲ့အထာဂရာတွေဒါတွေနဲ့ပြန်ထောက်ပြီးတော့ဒီဟောပြောချက်ကလက်မခံသင့်တဲ့ဟောပြောချက်မျိုးပါဆိုပြီးတော့အခုလည်းတလုံးမှာတော်တော်များများပြောနေကြတယ်ဒီတော့ဒီရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ အာဒီမှာဆရာတော်တပါးထောက်ပြထားတာကဘာကိုသွားတွေ့လဲဆိုတော့ဒါလေးကိုကျွန်တော်ဖတ်ပြမယ်နော်အာဒီဟောပြောချက်ကလည်းလွန်အန်ဒီရဲ့များပြီးတော့ဘာသာရေးတိတ်ခါကြစီပါတယ်လေအဖေကသမီးကိုတန်ဝါတပြုရာမှာမိစာစာရဖြစ်ပါတယ်လေအယောက်ျားတွေဟာလည်းတဦးတယောက်ကထိမ့်သိမ်းဆောင်းလျှောက်ထားတဲ့အမျိုးသမီးကိုမဖောက်ပြားရဘူးလို့ဆိုတယ်လေအတူတူယောက်ကထိမ့်သိမ့်နေလို့ဆိုတဲ့နေရာမှာအဲ့ဒီအမျိုးသမီးကိုတိုင်လဲပါပါတယ်လေ ။ဒါကြောင့်မို့လို့လေယေဟိကေဟိစီလို့ဖွင့်ဆိုပါတယ်လေ။သူကမှသူဖတ်တာကိုလေသူသားလျင်ပိုင်ပါတယ်လေ။ဒါသူခွင့်ပြုချက်မပါဘဲနဲ့ကျူးလွန်မယ်ဆိုရင်မိစ္ဆာစာရဖြစ်ပါတယ်လေ။နော်။ပုရိသယပရိဟိယေဟိကေဟိစီဂောပိတံအိတ်ထိန်ကံတုံနလဘန်တိ။အတ္တနောဖတ်တတယံတာမိကတ္တာ။ဒါဝိမတိဝိနောဒဏိတိကဒုတိယရွဲကိုထောက်ပြီးတော့ဒါလေးဆရာတော်က အခုလိုမျိုးပြောထားတယ်အဲဆရာတော်ပြောပုံကတော့ဒီထိန်းသိမ်းဆောင်လျှောက်တယ်ဆိုရဲနေရာမှာသူကိုယ်တိုင်လည်းဒီအမျိုးသမီးလေးကိုယ်တိုင်လည်းပါဝင်ပါတယ်သူ့ရဲ့ကာမကိုသူကိုယ်တိုင်သာပိုင်ပါတယ်ဆိုပြီးတော့ဒါကတော့ဒီတစ်ခုနဲ့ပေါ့နော်ဒီတစ်ချက်နဲ့ထောက်ပြထားတာဒီကျွန်တော်တို့နောက်ထပ်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီဓမ္မသင်္ကေတထာဂရမှာထောက်ပြထားတဲ့အချက်လေးတစ်ချက်ကိုလည်းကျွန်တော်ဖတ်ပြမယ်ဒီကမေတုမိဆာစာရာအစုံအဖြတ်က အမနီကတော့ငါလေအဖေကသာစောင့်ရှောက်သည့်တမီးရဘောလေဖခင်ကဖခင်စိတ်မြမာစိတ်မမွေးပဲနဲ့ဒိဋ္ဌံစိတ်မွေးကကာမိတုမိဆာစာရအမှုပြုကလေကံမမြောက်ချောင်းကိုဆရာတစ်ပါးကဆုံးဖြတ်ထားသည်လေစကားကိုနားထောင်ရသည် လောကီလူဥပရေပင်လေလက်မခံသည့်ဆက်ဆုပ်เสียပြစ်မှုကိုဘာသာရေးက အပြစ်မကြီးဟုဆိုရာကြသဖြင့်လူသားတို့ကအပြစ်ပြောကြသည်လေမှန်ပါလေမာတာမာတုဆာတိ အာရိကေအာယုဒဌာနေရာဂောတိအာဓမရာဂောဟုတော်လေဓမ္မသင်္ကနီစတဲ့အထကရာဆိုရအမိအမိကြီးမိတွေးစတဲ့ရာဂဖြစ်ဖို့မသင့်တော်တဲ့အရာဌာနမှာဖြစ်ပေါ်တဲ့ရာဂမျိုးဟာအာဓမရာဂဟုဆိုပြီးရလေသမိနိုင်ကာမေတုမိစ္ဆာစာရဖြစ်ချင်းသည်အာယုဒဌာနအာဓမရာဂဖြစ်၍ဘာသာရေးကံအစုံအဖြတ်ကိုလည်းလျှော့ပေါ့ဆုံးပြတ်ချင်းသည်ဖျားလို့တော့မကြနိုင်မီလေဒါကတော့ကျွန်တော်ဒါ ဒီကမိုက်သူမိဆာစရာနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေထောက်ပြထားတဲ့အများစွာရှိတဲ့အထက်ကမှအဲကျွန်တော်ကဒါနှစ်ချက်လောက်ကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်တယ်ဒီတော့ဘယ်ချက်နဲ့ကြည့်ကြည့်ပါကျွန်တော်တို့ဒီဖခင်အရင်ဖြစ်သူကကိုယ့်ရဲ့ဖခင်အရင်ကြီးကကိုမွေးထားတဲ့သမီးကိုကာမရာဂကျူးလွန်တာဟာကျွန်တော်တို့ဘာသာရေးနယ်ပယ်မှာဘုရားဘာသာရဲ့သဘောအရကံမမြောက်ဘူးကံဘယ်လိုခေါ်မလဲအပြစ်မကြီးဘူးလို့ ်အဆုံးဖြတ်ပြောဆိုလိုက်ခြင်းဟာအမတန်မှဒါအနေအများပါတယ်ဒီလိုမေးခွန်းနေကိုလည်းအမှန်တိုင်းဆိုလို့ရှိရင်တိတဲ့တိကျင်တဲ့သူက မေးရင်လည်း private မှာပဲဖြေပေးတင်တယ်လို့ကျွန်တော်တို့ကမြင်တယ်ဒါပေမဲ့အခုလိုမျိုး public နဲ့ဖြေပေးတာလည်းကောင်းသွားတာပေါ့နော်ကောင်းသွားတယ်ဆိုတာဟာအာ DI နဲ့ပတ်သက်ပြီးတော့လူတွေပို့ပြီးတော့စိတ်ဝင်စားလာတာပေါ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့လေဒါကကောင်းတဲ့ဘက်ကကျွန်တော်တို့ပြန်ကြည့်ရပါဘော ဒီဟာတွေကတော့ဘယ်ကနေဆင်းသက်လာတာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒါဒီကြီးတော်ရှင်ဆရာတော်ဘုရားကြီးဖြစ်တဲ့ရှင်စရကဘိဝန္တရဲ့တင်းညဘာသာဒီကမှာလာတဲ့ဒီအမေးဖြေသဘောမျိုးလေးတွေပေါ့နော်ဒီထဲကနေကျွန်တော်တို့လာတဲ့အစဖြစ်ပါတယ်ဒီဆရာတော်လေးကိုယ်တိုင်လည်းရှင်အဘိယလင်္ကာရကိုယ်တိုင်လည်းဒီစာအုပ်ကိုထောက်ပြီးတော့ဒီဆရာတော်ရဲ့စာအုပ်ကိုထောက်ပြီးတော့ဒီအမေးဖြေလုပ်သွားတယ်လို့ကျွန်တော်တို့ကလည်းမြင်မိပါတယ်ဒါပေမဲ့ဆရာတော်ကြီးကဒါဟာ အမတန်မှဒါမေးစာစာရာဖြစ်တဲ့အကျင့်ဟို logi လူဖွဲ့စည်းမှာဘလို့မှလက်မခံနိုင်တဲ့အကျင့်ဆိုပြီးဆရာတော်ဘုရားကြီးကတော့ဟောပြထားပါတယ်ဒါပေမဲ့ဒီနေရာမှာအဲ့ဒီဟောပြောချက်လေးတွေကိုကျွန်တော်တို့ကအပြည့်အစုံပေါ့နော်မပြောပြလိုက်တဲ့အတွက်ကြောင့်ဒီစာအုပ်ထဲမှာရှိသမျှအမေးအဖြေတွေကိုစာအုပ်ထဲအတိုင်းနေပြီးပဲဟိုဘက်ခစ်ကစကားလုံးတွေကိုဒီဘက်ခစ်အထိကိုဒီပုံစံတိုင်းတည်လာတဲ့အခါမှာစကားတွေကနှစ်ခွတွေဖြစ်ကုန်တတ်တယ်ပေါ့နော် အခုလည်းအဲ့လိုတွေဖြစ်ကြတာပါဟိုဆိုလိုချင်တဲ့သဘောအပြည့်အစုံကိုအမေးဖြေလုပ်တဲ့ဆရာတော်ကပြပြဝဝနဲ့ပြပြစုံစုံနဲ့တည်တည်ချာချာလေးထပ်ပြီးတော့အဲ sharing မလုပ်ပေးထားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဟိုဒီနေ့ခေတ်ဘာသာရေးအားနေရတဲ့သူတွေကကိုထိန်ချင်းတယ်လို့ကိုမြင်နေတယ်လို့မြင်သွားတာဒါကထိန်နဲ့မြင်တဲ့လူတွေရဲ့အမားမဟုတ်ဘူးအမေးဖြေလုပ်တဲ့မေးတဲ့ပုဂ္ဂိုလ်ရဲ့အမားလည်းဖြစ်တယ်လို့ ဖြည့်တဲ့ဆရာတော်ဖရာရဲ့လိုအပ်ချက်လေးရှိပါတယ်။ဓမ္မတွေလို့တော့ကျွန်တော်တို့ကတော့မဆွဆွဲလို့ပါဘူး။အဲဒီနေရာမှာဒါကြီးကဘာသာရေးအရာဒီလိုတော့မဖြစ်သင့်ဘူးလို့ရှိရှိတော့ဆရာတော်ဖရာကြီးတွေကတော့ဒီလိုမျိုးအဲဆိုထားခဲ့တယ်။ဒါပေမဲ့ဒီဟာကအဲမြတ်စွာဘုရားရဲ့အလိုတော်ကြားနေဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးဘလို့မှလည်းလက်သင့်မခံနိုင်တဲ့ကိစ္စဆိုပြီးတော့ဒီလိုမျိုးပြည့်ပြည့်စုံစုံလေးတွေဟောကြားပြီးမယ်ဆိုရင်တော့ပူပြီးတော့ကောင်းနေပါတော့။ဒီကမေတ္တာပိဿဆရာကံဆိုတာ သိတယ်မလားသူများသားမင်းအားကိုပြမိုင်းရင်တော့တော်တော်ပြေကြီးရလေနော်အဲဒါကိုကိုယ့်ရဲ့မွေးထားတဲ့သမီးကိုဖေကကျူးလွန်တာအရင်ကြီးကျွန်တော်တို့ဗုဒ္ဓဘာသာရေးကကံသိပ်ပြီးတော့မမြောက်ဘူးအဲ့လိုမျိုးကြီးတွေပြောတဲ့အခါကျတော့ကျွန်တော်တို့တောင်မှအကြာကြာချင်းရလေဟိုလန့်သွားတာပေါ့နော်အဲ့လိုသားဆိုရင်ဘယ်လိုလုပ်ကြမလဲဒီမိုင်းဆက်ကြီးကအမှန်ရင်းသာအတွေးတိုင်းကနေဆိုတချို့မိပါတွေရှိရယ်နော်အာတချို့မိပါတွေလို့ကျွန်တော်ပြောတာမိပါတိုင်းတော့မဟုတ်ပါဘူးအာတချို့တချို့တော့အဖေလို့သူတွေဟာ အဖေတယောက်မှရှိတင်ရှိထိုက်တဲ့ကိုကျင်တရားတွေအဖေတယောက်မှရှိတင်ရှိထိုက်တဲ့ဂုံရင်ကားတွေမရှိဘဲနဲ့အဖေဖြစ်လာတဲ့သူတွေအများကြီးပဲအဲ့လိုမျိုးအဖေတွေရဲ့ခေါင်းထဲကိုဒီလိုမျိုး mindset တွေဝင်သွားမယ်ဆိုရင်သူတို့မွေးထားတဲ့သမီးမျိုးလေးတွေဟာဘလောက်အန္တရာယ်များမလဲစဉ်းစားကြည့်ပါကျွန်တော်တို့တာမန်လူပတ်ဝင်ကျင်တော်လက်မခံဦးလေနော်အဖေလို့သူကသမီးဖြစ်သူကိုကာမရာဂကိစ္စတွေမှာကျူးလွန်တာကဘယ်သူကလက်ခံလဲ ဘသူကကြီးကြီးနန်းနန်းကြီးလက်ခံလဲဘယ်ဘာသာဝင်နေအောင်လက်ခံကြလဲကျွန်တော်တို့ဗုဒ္ဓဘာသာမှမဟုတ်ဘူးဘယ်ဘာသာဝင်မှလည်းလက်မခံဟုတ်တယ်မလားပြီးတော့ဒီဟာကတော်တော်အန်ဒီအများရဲ့အဖြစ်တစ်ခုလို့ကျွန်တော်တို့မြင်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့လည်းကိုယ့်ဘာသာလေးလာပြီးတော့ကိုယ့်ဘာသာဆုံးဖြတ်ကြပါအတခါတလေမှာကျွန်တော်တို့ဒီဘာသာရေးကလာတဲ့ဒီ mindset တွေပေါ့နော်ဘဟုတုတပိုင်းဆိုင်ရာတွေပေါ့အခုကျွန်တော်ပြောတာဖြစ်ဖြစ်အတခြားတခြားတော့အဘယ် သူကပြောပြောဗျာကျွန်တော်ပြောချင်တာကဟိုကျွန်တော်တို့ရဲကြီးညူရတယ်ပါကျုပ်ဆရာတော်ဘုရားကြီးကပဲဟောဟောဒါမှမဟုတ်ဗျာတခြားတခြားသောဘလောက်နာမည်ကြီးတဲ့ဆရာတော်ကြီးတွေကပဲဟောဟောတည်တည်ချာချာကိုကိုတိုင်းလဲဆန်းစစ်ဖို့လိုပါတယ်เนาะကိုကိုတိုင်းဆန်းမစစ်စဖဲနဲ့တချို့ကြတော့ဘာဖြစ်ကြလဲဆိုတော့ဒီလားငါဆရာတော်ဟောတာအမှန်ငါတို့ဘုန်းကြီးကစာတက်တယ်လीစာတက်ပြီးတော့ဟွားကြီးဖြစ်သွားတာကြီးလည်းအများကြီးပဲเนาะကျွန်တော်အခုပြောနေတာဒီဆရာတော်လေးမှားနေတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးကျွန်တော်တို့ဘုရားဘာသာမှာ ်ဘုရားဘာသာဝင်တိုင်းမှာတွေးတဲ့တွေးထိုက်ရှိတဲ့ရှိထိုက်တဲ့အတွေ့အကြုံကိုပြောပြတာပါဘယ်နေရာကဘာပဲတွေ့တွေ့ကိုကိုတိုင်းလဲတကယ်လက်ခံနိုင်ဖို့ကိုကိုကိုတိုင်းကတည်တည်ကြာကြာလေးကိုစဉ်းစားပါဆုံးဖြတ်ပါပြောသမီးအပုပ်ကိုကြီးဆွဲပြီးတော့ငါဘုံကြီးဟောတာကအမှန်ငါဆရာတော်ဟောတာကအမှန်ငါဆရာသမားဟောတာမှာအမှန်ဆိုလို့ရှိရင်အဲ့ဒီအမှန်အမှန်တွေကတစ်ချက်လောက်တိန်းဆောင်းသွားတဲ့အခါမှာအမှားအမှားတွေဖြစ်သွားတတ်တယ်။ဒါကြောင့်မို့လို့ အခုလိုမျိုးအဖြစ်မျိုးတွေဆိုရင်မိတ်ဆွေတို့လက်ခံမလားကိုကိုစဉ်းစားပါနော်ကိုပါသာဆုံးဖြတ်ပါဒါကျွန်တော်ကတိုက်ခိုက်နေတာမဟုတ်ဘူးလက်တလုံးဖြစ်ပြနေတဲ့အရာတွေကိုကျွန်တော်ကကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ရဲ့ပရိသတ်တွေကိုပြန်ပြီးတော့ sharing လုပ်ပြတာဖြစ်တယ်အဒီပေါ်မှာကိုကြိုက်တာလေးတွေယူကိုမကြိုက်တာလေးတွေမယူနဲ့ပေါ့ဆိုဆိုရောဆရာတော်နှစ်ပါးထောက်ပြခဲ့တယ်ဒီအထောက်ထားနှစ်ခုမှာတော့ဒါဟာ ီမိစ္ဆာစရာအကျင့်ဤဖြစ်တဲ့အတွက်ကြောင့်အာရမရာဂဖြစ်တဲ့အတွက်ကြောင့်ဓမ္မရာဂအာရမရာဂရှိတာပေါ့အာရမရာဂဤဖြစ်တဲ့အတွက်ကြောင့်တာမန်လူမှုပတ်ဝန်းကျင်မှာတော့လက်မခံတဲ့အတွက်ကြောင့်တော့ဒါဟာမြတ်စွာဘုရားရှင်ကလည်းဒါကြီးကိုလက်ခံတဲ့ဆိုတဲ့ပုံစံမျိုးကတော့အထိပ္ပယ်မရှိဘူးတချို့တချို့သောကိစ္စတွေမှာစဉ်းစားလို့ရတယ်ဗျာနော်ဟိုအဲ့ဒါကမကျွန်တော်လူတွေအတွက်တွေမဟုတ်ဘူးねဒါကဟိုဆရာတော်တန်ခါတော်တွေအတွက်ပါဟိုတပည့်တော်ရဲ့တဝူးတရားရဲ့အမြင်ကိုတပည့်တော်ဒါရှောက်ထားပြရစီဖေဟာ အဲ့ဒါပါလဲဆိုတော့အတချို့တချို့တော့မြတ်စွာဘုရားရှင်ပြညာခဲ့တဲ့ဒီညာလက်ဆက်ခွန်းတဲ့တွေတော့တိတ်ခါဘုဒ္ဓီဟာဒီနေ့ခေတ်မှာဟိုဘယ်လိုကောင်းမလဲတချို့တိတ်ခါဘုဒ္ဓီရလွတ်နေနိုင်တယ်ဗျာနော်အော်စဉ်းစားကြည့်ပါမြတ်စွာဘုရားရှင်ခေတ်မှာဥမာဆိုလို့ရှိရင်ဖုံးမရှိဘူးနော်ဟုတ်တယ်မလားအဖုံးမရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကတော့ဓာတ်ရိုက်ကြီးဖုံးမသုံးရဆိုရဲဥပ္ပရိတော်ကြီးကိုထားခဲ့မှာမဟုတ်ဘူးနော် ဒါပေမဲ့လိန်စင်ပါနဲ့စင်ပါတွေမှာကြတော့ပါနေဖုံးမသုံးရဆိုတဲ့ခေါင်းစဉ်အောက်ကိုမပါနေတဲ့အတွက်ကြောင့်တချို့တချို့တော့ကိုရောတွေကမပြောကြလဲဆိုတော့မျက်စောဖေးရတော့မှမပြညာခဲ့တာဖုံးကင်တာဆိုတာအဲဒီလိုမျိုးအတွေးတွေဝင်နေတကယ်တော့မဟုတ်ဘူးဗျာဟိုပြောချင်တာကလေစင်အကောင်လိုက်ကြီးကိုကျွန်တော်တို့မြင်နေရတာတော့မှဟိုစင်ချီအောင်လိုက်ရှာနေဦးမှာလားအဲ့ဒါစဉ်းစားမယ်ချက် အကုန်လုံးဒီနေ့ခင်မှာရှိနေတာတွေမြတ်စွာဘုရားရှင်ခင်ကမရှိဘူးဒါပေမဲ့မြတ်စွာဘုရားပြည့်ညတ်တော်မူခဲ့တဲ့ဥပဒေတွေဥပဒေတွေอ่ะဘောနော်ဒီဝင်းဒီဥပဒေတွေอ่ะခင်တော့ကြောက်သွားတယ်ဆိုတာမရှိဘူးတေးသေးချာချာကိုလက်ပေါက်မကပ်ဖင်းနဲ့ဘောနော်ဝင်းဒီကိုလက်ပေါက်မကပ်ဖင်းနဲ့ချာချာနန်းနာလေးစဉ်းစားပြီးတော့ဟိုချင့်ချိန်ပြီးတော့တွေးကြည့်ပါဒါဆိုရင်တချို့ဟာတွေอ่ะတော်သူရှောင်ကျင်ပြီးသားဖြစ်သွားလိမ့်မယ်ဗျာအာဆိုလိုချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဗျာ ါမဲဆိုဗျာမပြည့်ညက်ခဲ့ပြီမဲ့လေဩဩဒီနေ့ခင်မှာဒါရီကတော့သူအသေးစမ်းပေါ်လာတာလေဒါဆိုမဲဆိုဗျာရှင်ဩခစ်ကမရှိဘူးမရှိပြီမဲ့ငါတို့ဟာဟိုဘလို့ဘလို့လေးတော့ရှောင်ကျင်တင်နေဘယ်တိခါဖို့နေတော့ကိုကတော့မှဒီဟာတွေရှောင်ကျင်မှုကိုအသိခါဖို့တွေကိုမရမကလိုက်စင်းစားမှာအခုကအဲ့လိုမဟုတ်ဖဲနေတချို့တချို့ကြတော့လေလွဲ့လွတ်တယ်လို့မျိုးဖះခက်ကတော့မှဒီလိုဟောခဲ့တာဖះရတော့ဒီလိုဟောခဲ့တာ ဖရဲတော်ဒီလိုဥပမာတွေနဲ့အာဒီလိုဥပဒေတော်တွေပဲထားချခဲ့တာမင်းတို့ကဖရဲထက်တည်တာလားဖရဲထက်တတ်တာလားအာဒါတွေကဖြစ်ကုန်ဟုတ်တယ်မလားအဲဆိုလို့ရှိရင်ကိုကသာစဉ်းစားပြီးဘူးလို့လေအခုဒီပြဿနာဒါပြဿနာဖြစ်နေပြီအခုလောလောဆယ်မှာအာလက်မခံရတဲ့တန်ခါတော်တွေအများကြီးရှိတယ်လက်မခံရတဲ့လူပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒီတော့အခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကလည်းဒီအဖေကဒီတာသမီးအရင်းကိုဒီလိုဒီလိုတွေ တဝါဒကိစ္စတွေကိုပြုတ်လုံမယ်ဆိုရင်ဘလို့အမြင်ရှိလဲကျွန်တော်တို့ဘာသာရေးအမြင်နဲ့ဖြစ်ဖြစ်အလောကလူပဝင်ရှင်အမြင်နဲ့ဖြစ်ဖြစ်လက်ခံလားလက်မခံလားအစရှိတဲ့ဖြင့်အကိုမြင်တယ်လို့ပြောလို့ရပါတယ်အဲကျွန်တော်ကတော့ဘာမှကြီး recommend မပေးလို့ပါဘူးအရှိမလည်းပြောခဲ့ပြီးပြီဆိုတော့လေအပြီးရင်ဟိုတချို့ကြောင့်ရှိရမလားဟိုရှိရလေအမင်းဆရာကြီးအရင်လောက်တာအမင်း blog ဟိုတိလို့လဲဆိုတော့တကယ်တကယ်ဆရာကြီးတွေရှိကြပါရဲ့ ရှိမယ်လေဆရာကြီးတို့ကလည်းပြောချင်တာကဆရာကြီးတို့ပြောချင်တာကနာကိုကိုရိုင်းနဲ့လေ့လာကြပါဦးလို့ကိုကိုရိုင်းလေ့လာပြီးတော့မှအာတစ်ဖက်လူကတကယ်တည်တဲ့လူလားတကယ်တက်တဲ့လူလားဒါမှမဟုတ်ဟိုရမ်းပြီးရမ်းရှိနေတာလားဆိုတာကိုသုံးသပ်လို့ရမှာပါလို့အဲ့လိုမျိုးကိုကိုရိုင်းကဘာမှဘာသာရေးနဲ့ပတ်သက်ပြီးတော့ဟိုမလေ့လာမလိုက်စားဘဲနဲ့အဲတစ်ဖက်လူရဲ့ အပြည့်အနာစာတွေကိုကိုညံမိတလောက်လေးတွေရှောက်ပြီးတော့တွေးနေမယ်ဆိုရင်ကိုပဲအကုသို့ဖြစ်ပါလိမ့်မယ်။ဒါကျွန်တော်တို့ကတော့ခက်ပြောင်ပြောင်ပါပဲဟုတ်တယ်မလား။အာမဟုတ်တာလည်းမလုပ်ဘူးကျွန်တော်တို့ကတော့ခက်ပြောင်ပြောင်ပဲကျွန်တော်ပေါ့ဘာကြိုက်လို့သမင်တော်မှဒီလိုညှက်ထားရလေနော်။ကဲအားလုံးပဲကျွန်တော်မိတ်ဆွေတွေနောက်ထပ်တစ်ခုမှပြန်တွေ့မယ်။အဒီဗီဒီယိုနဲ့ဒီဟောပြောချက်ကိုတော့မိတ်ဆွေတို့လည်းအခုလောက်ဆိုရင်အတွေ့အကြုံရနေပြီထင်ပါတယ်။ ားလုံးပဲဆဆရရကိုခရူးဆိုင်ကြပါဗျ။အာတက်နိုင်တဲ့လောက်ဘာသာရေးလေးကိုဖိပြီးတော့လုပ်ကြပါ။အာကြားရတဲ့တည်ဒါရီရလည်းပါတစ်ခုမှမကောင်းဘူး။နော်။ကဲကျွန်တော်တို့ဒါနောက်ထပ်တော့မှာပြတွေ့မယ်နော်။